ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာစီဂိမ်းပြိုင်ပွဲကိုအင်ရှင်ပြည့်လက်ခံကျင်းပဖို့ရှိနေတဲ့ထိုင်းနိုင်ငံကိုကိုစားပြုပြီးစီဂိမ်းပြိုင်ပွဲကိုပါဝင်ရှင်ပြိုင်မဲ့ထိုင်းလက်ရွေးစင်မြို့တွင်ပေါ်လုံးအသင်းဟာဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မြို့တွင်ပေါ်လုံးအသင်းနဲ့ခြေစမ်းပွဲရှင်မြန်ကစားခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့စီဂိမ်းပြိုင်ပွဲအတွက်ကြိုတင်လေ့ကျင့်ပြင်ဆင်နေတဲ့ထိုင်းလက်ရွေးစင်မြို့တွင်ပေါ်လုံးအသင်းဟာအာရှဖလားပြိုင်ပွဲအတွက်လက်ကျင့်ကန်ဆင်းနေတဲ့ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်မြို့တွင်အသင်းကိုဖိတ်ခေါ်ပြီးတော့ စီဂိမ်းပြိုင်ပွဲအတွက်လေ့ကျင့်မှုဖြစ်ရှေ့ဆက်မွေးရှင်မြန်ခဲ့တာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းကိုထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းက၃ဂိုးကိုမရှိဆဲရလနဲ့ဂိုးပြတ်အနိုင်ရသွားခဲ့တယ်ခင်ဗျ။ဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးအသင်းရဲ့အကြောင်းကိုတော့ညီမပြည်သက်တွေသိရှိပြီးသားဖြစ်ပါတယ်။အခုချိန်အထိတွင်းမီတန်အယိုးနာသည်ဖြစ်နေဦးမှာပေါ့လေ။ဘာကြောင့်လဲဆိုတော့ကိုမြေကိုရီကိုကွင်းကိုပြည်သက်ရှေ့မောက်မှာညီမလက်ရွေးစင်အမျိုးသမီးအသင်းကိုဘင်္ဂလားဒေ့ရှ်လက်ရွေးစင်အမျိုးသမီးအသင်းက နဂိုးတကူးဆိုရလနဲ့နိုင်ပြီးတော့အာရှဖလားရှစ်စပွဲကြီးကိုအောင်မြင်သွားခဲ့တယ်။မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းအနေနဲ့အဲ့ဒီပွဲစဉ်ကိုသာအနိုင်ကစားနိုင်ခဲ့ရင်အာရှဖလားအတွက်ရှစ်စပွဲအောင်ခဲ့မှာအခုတော့ဘင်္ဂလားဒေ့ရှ်ရဲ့ဘယ်ဂျန်တိုက်စစ်မှုရီဒူပေါ်နာရှက်မာအဲ့ပွဲမှာရှေ့ဆွမ်းပြသွားခဲ့တယ်ကျောင်းနံပါတ်18ပိုင်ရှင်လေးအဲ့ကလေးမလေးကမြန်မာဘက်ကိုနှစ်ဂိုးသွင်းသွားခဲ့တယ်အဲ့ပွဲမှာရီဒူပေါ်နာရှက်မာရဲ့ဂိုးရည်နဲ့တူဘင်္ဂလားဒေ့ရှ်ကမြန်မာကိုအနိုင်ယူပြီးတော့ အာရှဖလားရှိစပွဲအောင်မြင်သွားခဲ့တယ်ပေါ့လေမြန်မာလေဝီစင်တို့ဒီဘောလုံးသင်းဟာကိုမြေကိုရီကိုကွင်းကိုပရိသတ်ရှိပေါ်မှာအာရှဖလားရှိစပွဲကိုဘင်္ဂလားဒေ့ရှ်ကြောင့်ကြာဆုံးခဲ့ရတယ်အခုတော့မြန်မာကိုအနိုင်ကစားသွားခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ကိုစီဂိမ်းပြိုင်ပွဲရဲ့အင်ရှင်ထိုင်းလေဝီစင်မြန်မာဘောလုံးသင်းက၃ဂိုးပြဆွဲရလာတဲ့အနိုင်ပြသွားခဲ့ပါပြီဒီရှေ့ဆန်းပွဲဟာ FIFA အဆင့်သတ်မှတ်ချက်အတွက်အရေးပါတဲ့ FIFA A အဆင့်နိုင်ငံတကာရှေ့ဆန်းပွဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ ရင်းလာဒီစလေးရေးစဉ်အမျိုးသမီးဘောလုံးတဲ့ဟာအာရှဖလားပြန်ပွဲမှာအုပ်စုချက်ထဲကိုကြောက်နေပါတယ်။သူဟာမြောက်ကိုရီးယားတရုတ်ဥဇဘက်ကစ္စတန်တွေနဲ့ပါဝင်တဲ့အုပ်စုတွေမှာကြောက်နေတာဖြစ်ပါတယ်ခင်ဗျ။ထိုင်းလေရွေးစင်မျိုးစင်ဘောလုံးစင်ကတော့စီဂိမ်းပြိုင်ပွဲအတွက်အုပ်စုခွဲချိန်မှာအုပ်စုကမှာပါဝင်ပါတယ်။ကမ္ဘောဒီးယားစင်ကာပူအင်ဒိုနီးရှားနဲ့တုပ်စုတွေကြခဲ့ပါတယ်။ဒီအုပ်စုမှာထိုင်းလေရွေးစင်မျိုးစင်ဘောလုံးစင်ကအုပ်စုပို့ဖြစ်ဖို့ရေပန်းစားနေတယ်။မြန်မာလေရွေးစင်မျိုးစင်ဘောလုံးစင်ကတော့အုပ်စုပြီးမှာ DNM ဖိလစ်ပိုင်မလေးရှားကိုနဲ့တောက်စုတဲ့ကြောင်းနေတယ်။အုပ်စုဒုတိယနေရာအတွက်ဖိလစ်ပိုင်နဲ့အားတန်ရအောင်ရှိနေပါတယ်ခင်ဗျာ။တကယ်လို့မြမလက်ရွေးစင်မျိုးစိဘောလုံးအသင်းဟာအုပ်စုပုံမရပဲအုပ်စုဒုတိယသာဖြစ်ခဲ့ရင်စမီဖိုင်နယ်မှာထိုင်းနဲ့ကစားဖို့ရှိနေပါတယ်။ဒါကြောင့်ထိုင်းရဲ့ရှေ့ဆွမ်းကိုမြမလက်ရွေးစင်မျိုးစိဘောလုံးအသင်းနေနဲ့အကဲခတ်လေ့လာထားတာဟာမမနိုင်ပါဘူး။အခုထိုင်းလက်ရွေးစင်မျိုးစိအသင်းဟာဘင်္ဂလားဒေ့ရှ်ကိုတုံးကိုပြအနိုင်ပြလိုက်ပါပြီ။လာမယ့်အောက်တိုဘာလ29ရက်နေ့ကိုရောက်ရင် ထိုင်းနဲ့ဘင်္ဂလားဒေ့ရှ်အမျိုးသမီးတွေတို့ဒုတိယမောက်ရှေ့ဆောင်ဘက်ကိုဆက်လက်ရှင်းနေကစားဖို့ရှိနေတဲ့အကြောင်းပြည်သက်တွေကိုအသိပေးတင်ဆက်လိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ